အနာဒိန်စစ်ကော်မရှင်ကြောင့်ပြီးခဲ့တဲ့စက်တင်ဘာတလအတွင်းဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ပြည်သူ136ဦးတိတ်ဆုံးပြီးနိုင်ငံရေးရ18ဦးဖမ်းဆီးခံရတယ်လို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးတဲ့ AAPP ကမနေ့ကအောက်တိုဘာ3ရက်မှာထုတ်ပြန်ပါတယ်။ဒါ့အပြင်စစ်ကော်မရှင်က၎င်းတို့ပြုလုပ်သွားမဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးထားသူ12ဦးကိုလည်းတရင်ချက်လက်တွေရအတီးပြုတ်နိုင်ခဲ့ပြီး အဲ့ဒီထဲမှာအသက်16နှစ်ယောက်ကလေးတွေပါဝင်နေတယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာဖြစ်နေတဲ့ဒီလိုဖြစ်ရပ်တွေဟာသူ့ကိုယ်သူစစ်ကောင်မရှင်လို့အမည်တပ်ထားတဲ့မင်းအောင်လိုင်ကောင်းဆောင်တဲ့အကြမ်းဖက်စစ်တပ်ကကျူးလွန်တာပါဒါဟာရာဇဝတ်မှုပါဒါလူသားဖြစ်တည်မှုကိုစန့်ကျင်နေတဲ့ရာဇဝတ်မှုပါလို့အေးတွဲဖက်တွင်ရင်မှုဥပိုလ်ကြီးကပြောပါတယ်အဲ့ဒီလိုနိုင်ငံရေးရာကျူးလွန်နေတာမျိုးကိုထောက်ခံပြီးအပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်ဖို့လက်နက်နဲ့နိုင်ငံရေးရာ ထောက်ခံအားပေးနေတဲ့နိုင်ငံတွေရှိသလို မထောက်ခံမဲ့တန်ခတ်အေးအေးယူနေတဲ့နိုင်ငံတွေလည်းရှိနေပါတယ်။ကုလပေါင်းဝင်နိုင်ငံတကာအနေနဲ့မြန်မာနိုင်ငံကမတရားအာဏာသိမ်းအကြမ်းဖက်စစ်ကောင်ဆောင်တွေကိုနိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်ခြင်းအတွက်ထိရောက်ပြင်းထန်တဲ့သတင်းစကားနဲ့လက်တွေ့လှုပ်ဆောင်ချက်တွေချမှတ်နိုင်မှုလိုအပ်ပါတယ်လို့ဥပိုလ်ကြီးကဆက်လက်ပြောပါရယ်။အဆိုပါတေဆုံးသူတွေဟာစစ်ကောင်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတနက်နဲ့ပစ်ခတ်မှုစလာတွေကြောင့်ဖြစ်ပြီး အဲ့ဒီထဲမှာဖန်ဆီးခံရပြီးနောက်အကြောင်းမျိုးမျိုးအကြောင်းတိတ်ဆုံးခဲ့ရသူစုစုပေါင်း14ဦးပါဝင်နေတယ်လို့ AABB ရဲ့ထုတ်ပြန်ကြေညာသိရပါတယ်။အခုအချိန်နှင်းဟာ AABB ကလက်လန်းမိသည်မြောက်ယူထားတဲ့အရေးအတွက်ဖြစ်ပြီးအမည်နဲ့တကွအတီးပြုထားနိုင်တဲ့အချက်လက်တွေကိုထည့်သွင်းထားတာဖြစ်ပြီးရေပြင်မှာဖြစ်ပွားနေတဲ့အချက်လက်တွေဟာအခုထက်ပိုမိုများပြားနိုင်ပါတယ်။အာဏာသိမ်းပြီးနောက်စစ်ကောင်မရှင်ဟာစာတင်ကြောင်းတွေပုံကျဲတာဘာသာရေးစာအုပ်တွေတိုက်ခိုက်တာ ကျောင်းသားနဲ့အပြစ်မဲ့ပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိမတရားဖန်ဆီးနှိပ်စက်တပ်ဖြတ်တာတွေကိုလှုံ့ဆော်ကျူးလွန်နေပါတယ်။ဒါ့အပြင်လူငယ်တွေကိုလည်းအတင်းကျပ်စစ်ထဲသွတ်သွင်းပြီးတိုက်ပွဲတွေမှာလူသားတိုင်းဖြစ်တုံးချကအသေးခံခိုင်းနေပြီး၎င်းတို့ရဲ့ပြည်သူစစ်မှုရာဥပဒေပေါင်းဝင် အတင်းအဓမ္မတသားသည့်စုဆောင်းထားသူတွေကိုငွေရည်ဆေးဆွဲစစ်တိုက်ခိုင်းနေတယ်လို့သိရပါတယ်။